အရာဝီတိုင်းဒေသကြီးဝင်းကြီးချုပ်ဦးတင်မောင်ဝင်းဟာဒီကနေ့မနက်ပိုင်းကပသိမ်မြို့အမှတ်နှစ်ခြေကံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီးစုပေါင်းတန်ရှင်ဆောင်ရွက်နေမှုကို၎င်းပညာရေးနဲ့တင်ပြနေတင်ပြနေပညာဒီပလိုမာတင်တဲ့ DIP EP အမှတ်10တင့်မြင့်ဆောင်2025တင်နန်းသားတင်နန်းသူများရဲ့တင်နန်းတက်ရောက်နေမှုကို၎င်းကြီးစုအားပေးပြီးလိုအပ်တာများကုညီဆောင်ရွက်ပေးရန်တာဝန်ရှိသူများအားမှာကြားပါတယ်။ ဆလဘီတိုင်းလေသာကြီးဝင်းကြီးချုပ်ဟာပသိမ်းလေးတပ်စကန်းဌာနချုပ်တို့တွေ့ရပြီးနေပြည်တော်တို့လိလာရေးခီးသွားကြမယ်။အခြေခံလေးချောင်းလူငယ်တင်တဲ့အမှတ်စဉ်တမြင့်ဆောင်2025တင်တဲ့သားများနဲ့တွေ့ဆုံပြီးအားပေးစကားများပြောကြကောင်းဂုံမြူချင်းမြင့်ဝင်များပြည့်ရခဲ့ပြီးပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။အဲနောက်ဒါနီတာကြီးဝင်းကြီးကျောင်းနဲ့ဖွဲ့ဟာရေကြီးမျိုးနဲ့ကញင်ငူကျေးရွာနဲ့ နွားရီတိုင်းကြေးရွာရှိရေနံစေအေကာစံပြဆိုင်ကရာကြည့်ရှုအပိတ်ခဲ့ပြီးတောင်သူဦးလာဦးရဲ့စိုက်အေကာလေးကမှနွားရီတိုင်းလျှက်စစ်မြင့်ရတဲ့စီမံကိန်းနဲ့ဆောင်ရွက်တဲ့ဒုတိယသင်းနဲ့ရက်90ဇဘာနှွေဇဘာစံကွက်ရေသိမ်းနှိမ်မှုအားကြည့်ရှုအပိတ်ခဲ့ပြီးတောင်သူများနဲ့တွေ့ဆုံကဓာတုကင်းလောရေကြီးပေါ်ဆန်းဇဘာများတိုးတက်စိုက်ပျိုးနိုင်ရင်အထွတ်တော်မျိုးဇဘာများပြောင်းလဲစိုက်ပျိုးစေရင်ပန်းနိုင်ထွန်းတော်ရရှိစေရင်တိထက်စွာတိုးတက်စိုက်ပျိုးနိုင်ရင်မှာကြားခဲ့ပါတယ် အဲဒီနောက်ဒိုင်းနေသားချင်းဝင်းကြီးကျောင်းရဲ့အဖွဲ့ဟာပတ်တန်ခရိုင်ကန်ကြီးတော်မြို့နယ်တက္ကောင်မန္တလေးကုန်းတာတာတမန်အားနေနေတဲ့နေရာများအားပြုပြင်ခြင်းလုပ်ငန်းနဲ့ပြန်များအမြင့်၉.၅ပင်ရှိတာတမန်ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးခဲ့ရာတာဝန်ရှိသူများ၏ရှင်းလင်းတင်ပြမှုအပေါင်းတာတမန်ရေရှည်တည်တံ့မှုအတွေ့ဝိုင်းဝန်းထိန်းသိမ်းကြရတဲ့လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီစီမှကြားခဲ့ပါတယ်ဒီသတင်းကိုတော့ပသိမ်သတင်းဌာနခွဲကပေးပို့ထားတာဖြစ်ပါတယ်ရှင်